မင်္ဂလာပါရှင်။မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်အဆောက်အုံတဲ့ဟာမန္တလေးမြို့ချမ်းမြသာစီမြို့နယ်65လမ်း104လမ်းနဲ့105လမ်းကြားမန္တလာသီရိဘောလုံးကွင်းရဲ့အရှိတ်မှာတည်ရှိပါတယ်။ပြည်တော်စုတရားလွှတ်တော်ချုပ်ရုံရမုံကွင်းနဲ့စားလုံရင်ဝင်ကြီးဌာနအဆောက်အုံဦးစီးဌာနအဆောက်အုံထူးဖွဲ့6ကနေတာဝန်ယူစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။တရားလွှတ်တော်ဆောင်မှာဆိုရင်ပေ140ပတ်လည်ရှိပြီးတန်ကူကွန်ကရစ်3တက်အဆောက်အုံဖြစ်ပါတယ်။ 2019-2018ဘန်ဒါယီနှစ်မှစပြီး main building အတွက်8963တန်းပြင်ပဆက်ဆက်လုပ်ငန်းများအတွက်တန်း1230စုစုပေါင်းရန်ငွေ8963တန်းနဲ့ main building အဆောက်အုံတစ်လုံးတက်လီကသုံးစင် landscaping များကွန်ကရစ်လမ်းများ food court များ public toilet များမီးတဲ့စနစ်များ transformer များနဲ့ generator များဖြင့်ပြည့်စုံစွာတည်ဆောက်ထားတာဖြစ်ပါတယ်။ တရားလွှတ်တော်အစအုပ်တက်ကို2019ခုနှစ်ဇူလိုင်လ16ရက်နေ့မှာပနက်တင်မင်္ဂလာခန်းသာဆောင်ရွက်ခဲ့ပြီးနေ့အလိုက်ရရှိရမုံငွေများနဲ့လုပ်ငန်းတွေကို၄နှစ်တာဆောင်ရွက်ခဲ့ရ2020 2021ဘဏ္ဍာရေးနှစ်မှာ လုပ်ငန်းများတရားရာခိုင်နှုန်းဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ပါတယ်ညကြီးတက်မှာ တရားခွင်အခန်းခုနှစ်ခန်းရုံးငယ်များပြစ်မှုဆိုင်ရာနှင့်တရားမမှုဆိုင်ရာတရားစီရင်ခန်းများအင်တိတ်ကောင်တာများဥရေရရှိနားနေခန်းများရှိနေနားနေခန်းများပြားနိုင်တဲ့အမှုရွဲခန်းများပါရှိပါသည်တရားခွင်အမှတ်၁အခန်းဟာဆိုရင် bit code ဖြစ်ပါတယ်။တရားခွင်အခန်းနိုင်မှာတက်တည်နားနေကြများလည်းထည့်သွင်းထားပါတယ်။ တရားခွင်အမှတ်1အမှတ်3အမှတ်4နဲ့အမှတ်5တို့ဟာဆိုရင်မီဒီယာကော့ပြဖြစ်ပါတယ်။ တရားခွင်အမှတ်6နဲ့အမှတ်9ရဲ့အခန်းများကတော့ small court များဖြစ်ပါတယ်ပြားလိုက်အတွင်းမှာတော့တရားရေးဆိုင်ရာအထိမ့်မဲ့ပစ္စည်းများထည့်သွင်းပြသနိုင်မှုအတွက်မှန်ကောက်နာများကိုထည့်သွင်းပေးထားပါတယ် မှုတွဲကမ်းမှာလည်းအမှုတွဲဖိုင်များတင်စီနိုင်ဖို့အတွက်တန်စင်များတန်လီကားများကိုထည့်သွင်းထားရှိပါတယ်တရားလွတ်တော်အဆောက်အအုံမှာဆိုရင် VIP ဝင်ပေါက် တရားသူကြီးများဝင်ပေါင်းရုံးဝန်ထမ်းများနဲ့ public များအတွက်ဝင်ပေါင်းအစရှိသဖြင့်ဝင်ပေါင်းလမ်းကြောင်းများတီးခြားခွဲထားပြီးဓလေကားများကိုလည်းတီးခြားစီတက်ဆင်ထားပါတယ်။အစအုံအဝေးလေကားများမှလည်းဒီဇင်ဘာပါစင်များအတွက်ဝီကျဲလမ်းများလည်းပါရှိပါတယ်။ ထမနဲ့မှာတော့တရားသူကြီးချုပ်အခန်းအပါဝင်တရားသူကြီးချုပ်ငန်းခုနှစ်ခန်းဗီဒီယိုကွန်ဖရင့်အခန်းပြည်တွင်းပြည်ပဧည့်သည်ခမ်းများစာကြည့်တိုက် ID run နဲ့ CCTV ခမ်းများပါရှိပါတယ် အဲဒရီဂန်ရဲ့ဗီဒီယိုကွန်ဖရင့်အခန်းတွေမှာတော့အတန်းလုံးစနစ်ထည့်သွင်းထားရှိပါတယ်။ ာကြီးတိုင်းအတွင်းမှာလည်းတရားရေးဆိုင်ရာစာအုပ်များထည့်သွင်းထားရှိနိုင်မှုအတွက်ကျုံးပြည်တို့များကိုလည်းထည့်သွင်းပေးထားပါတယ်။အင်တာနက်တယ်လီဖုန်းစနစ်များနဲ့ Wi-Fi များအတွက် ID room နဲ့ CCTV ရဲ့ network control လုပ်နိုင်မှုအတွက် CCTV control room များလည်းပါရှိပါသေးတယ်။ natural lighting နဲ့ cockpit green area များကိုလည်းထည့်သွင်းထားပါတယ်။ ဒုတိယတက်မှာတော့ conference room နဲ့ multi hall ပါရှိပါတယ်။ conference room နဲ့ multi hall တွေမှာလည်းအတန်းလုံးစနစ်ကိုထည့်သွင်းထားပြီး multi hall ကတော့လူဦးရေ160ဆက်ဘတ်စုံသုံးစီဝေးခန်းမှာဖြစ်ပါတယ်။ တရားလွတ်တော်အတွင်းလေးရေးပိဆက်များရေဘူးရေးစနစ်များဒီဇီဘဲတိုင်းလက်များ audio conferencing sound system internet pavs cctv cctv fire alarm 500 kva transformer backup generator နဲ့မိဘကာဝေးရေးစနစ်များကိုနိုင်ငံတကာအစ်စ်မီထည့်သွင်းပေးထားပါတယ် ပြင်ပဆက်ဆက်လုပ်ငန်းများဖြစ်တဲ့ကွန်ကရစ်လန်ကားပါကင်စားသောက်ဆောင်များ အများဆုံးတန့်စင်ကများ လုံခြုံရေးဂိတ်များလည်းပါဝင်ပါတယ်ဒီကနေ့ချိန်ခါမှာတော့မန္တလေးတိုင်းဒေသကြီးတရားလွတ်တော်ဆောင်ဟာနိုင်ငံတကာအစ်စ်မီတရားလွှတ်တော်အင်္ဂါရများနဲ့ညီခန္ဓာပြည်စုံစွာနဲ့ဆောင်ရွက်ပြီးစီခဲ့ပြီးဖြစ်ပါကြောင်းဂုံယူစွာဖြင့်တင်ဆက်လိုက်ရပါရှင်